ဂျူမြက်ချက်လေးချက်မလို့ဂျူမြက်ကိုဒီလိုအရွယ်လေးတွေဖြတ်ထားပါခင်းချင်ကြီးကိုတိတိလေးတွေတော်တော်ဆင်ထားပါစီပူလာပြီဆိုရင်ငရုတ်တီးနဲ့ချက်ထံဖြူထောင်ထားတာလေးကိုထည့်မှာစော်လိုက်မယ် အဲ့တော့ပြီးရင်ဖြတ်ထားတဲ့ပြင်းချင်းလေးကိုထည့်လိုက်မယ်ပြီးတော့အပေါ်ကနေစနေမုံနဲ့အယောင်တင်မုံနဲ့ထည့်မယ်ဒါမှမတူးမှာပေါ့နော်ဒီစနေမုံနဲ့အယောင်တင်မုံကိုကြတော့တူးအောင်မလုပ်ရပါဘူး ရေလေးနည်းနည်းထည့်ပြီးမှခရမ်းချင်ကြီးကိုကြောင်ဖုံးထားလိုက်ပါမယ်။ခရမ်းချင်ကြီးကြက်နေတော့တစ်ဖက်မှာမြေပဲလို့လေးကိုထောင်းပြီးလိုက်ပါမယ်။စားရဲ့အချုံမုံရထည့်မယ်။ခရမ်းချင်ကြီးကြက်ပြီးဆိုရင်တော့အပေါ်ကနေဂျင်းမြစ်လေးကိုထည့်လိုက်မယ်။ထည့်ပြီးမှသူ့ကိုကြက်အောင်ခဏလေး ်လွတ်ထားလိုက်ပါမယ်နော်ရေလေးထည့်ပြီးမှအဖုံဖုံပြီးမှလွတ်ထားလိုက်ပါမယ်ဒီလိုတစ်ခေါက်ကြက်ပြီးဆိုရင်ဒီဘဲလေးထောင်းထားတာကိုထည့်လိုက်ပါအဲ့ဒါပြီးရင်တမမွေမှာရေကို၆တဲ့ထိထားလိုက်ပါရပါပြီ လောက်စားကြည့်ပါနော်ဒီလိုအနေထားလေးရောက်ရင်ဆိုရပါပြီ